တိတ်စင်ပေါ်ကနေပြိသက်ကိုမတော်တဆရေဘူးနဲ့ကန်လိုက်မိတာကြောင့်ပြန်တောင်းပန်ခဲ့ရတဲ့အဆိုတော်လွှမ်းပိုင်မင်္ဂလာပါပရိသတ်ကြီးရှင်အဆိုတော်လွှမ်းပိုင်ကတော့အမိုက်စားရပ်တခြင်းတွေဒီဆိုရင်လည်းဟစ်ပေါ်လောကကိုခြေချလာခဲ့သူဖြစ်ပြီးနောက်ပိုင်းမှာတော့ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနိုင်တဲ့အထိအောင်မြင်လာခဲ့သူလည်းဖြစ်ပါတယ်အဆိုတော်လွှမ်းပိုင်ဟာရုပ်ရှင်ဇာတ်ကားတွေဇက်တိုက်ရိုက်ကူးနေသလိုရှိုးပွဲတွေလည်းဒီဆိုရင်လည်းပရိသတ်တွေနဲ့အမြဲတမ်းထိတွေ့နေသူတယောက်လည်းဖြစ်ပါတယ် အခုတခါမှဆိုရင်လေဆိုတော်လမ်းပိုင်းကရှိုးပွဲဖျော်ဖြေနေစဉ်အတွင်းစင်ပေါ်ကနေပြိသက်တယောက်ကို မတော်တဆရေဘူးနဲ့ကံပေးတာကြောင့်ပြန်လည်တောင်းပန်ခဲ့ရတာဖြစ်ပါတယ်။လွမ်းပိုင်ဟာတချင်းတီဆိုနေရင်းနဲ့တတိမီရော့ပြီးတော့ခြေစုံးမိရာကနေရေဘူးကိုမတော်တဆကံပေးခဲ့တာဖြစ်ပြီးသူကန်လိုက်တဲ့ရေဘူးကအောက်မှာရှိတဲ့ပြိသက်တယောက်ကိုသွားမှန်ခဲ့တာလည်းဖြစ်ပါတယ်။ချက်ချင်းဆိုသလိုပဲလွမ်းပိုင်ကအဆိုပါပြိသက်ကိုတောင်းပန်ခဲ့ပြီးမတော်တဆကံပြီးခဲ့တာပါလို့လည်းပြန်လည်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ကရေဘူးရေဘူးထိသွားတာဘယ်မှလည်းမသိဘူးအမ sorry ပါခင်ဗျာကျွန်တော်ဒီရနေပြီးတော့ကျွန်တော် Ronaldo လို့ဖြစ်မလားလို့ကားလိုက်တာ sorry ပါအမတောင်းပန်ပါတယ်နော်အမ okay ပါ okay